မိတ်ဆွေဟာစွန့်စားရတာကိုကြိုက်တာလားသူလူဆန်းဆန်းပုံမှန်မဟုတ်တာတွေကိုမှစိတ်ဝင်စားတာလားဒီနေ့မှာတော့ကဘာတဝမ်းအောင်ဆရာကောင်းပြီးရဲဆရာကောင်းဆုံးထူးထူးဆန်းဆန်းပြိုင်ပွဲ၅ခုကိုပြင်ဆက်ဖော်ပြပေးသွားမှာပါခင်ဗျာဗီဒီယိုလေးမစတင်ခင်မှာ Uva Fine နဲ့ Kuku Mama တို့က like share follow subscribe လေးတွေတင်ရှာလုပ်ခဲ့ပေးကြပါအောင်ခင်ဗျာကိုကိုကိုယုံကြည်မှုမရှိတဲ့လူတွေကအဲ့ဒါတွေကိုကြော်သွားလိုက်ပါဗျာနံပါတ်1ကတော့ cheese stone light pan နဲ့ပွဲဖြစ်ပါတယ်ဗျာ ဒီပြိုင်ပွဲဟာအင်္ဂလန်နိုင်ငံရဲ့ Cooper's Hill ဆိုတဲ့တောင်ကုန်းတစ်ခုမှာကျင်းပတဲ့နာမည်ကျော် Chistone လိုက်ဖမ်းတဲ့ပြိုင်ပွဲပဲဖြစ်ပါတယ်ဗျာ။တံပွဲကရိုးရှင်းပါတယ်ဗျာ။တောင်ကုန်းဘဝနဲ့ Chistone ကိုလှိမ့်ချလိုက်ပြီးဂျိုင်းတဲ့လူတွေကအဲ့ဒီနောက်ကိုအပြေးလိုက်ရတာပါ။စီမင်းစီကန်းတွေကတော့တိတ်မရှိပါဘူးဗျာ။အဓိကကတော့ Cheese ကိုအရင်ဖမ်းမိဖို့ဒါမှမဟုတ်အောက်ကိုအရင်ဆုံးရောက်ဖို့ပါပဲဗျာ။ဒါပေမဲ့တောင်ကုန်းကအရန်မဆောက်ပြီးတော့မြေပြင်ကလည်းမညင်ညာတော့လဲကြတာတွေချိတ်ခိုက်တန်ရရတာတွေလည်းမကြာခဏဖြစ်တတ်ပါတယ်။ ဒါပေမဲ့ဒါတွေအားလုံးကဒီပြိုင်ပွဲရဲ့စိတ်လှုပ်ရှားစရာအကောင်းတဲ့အစိတ်ပိုင်းတစ်ခုပါပဲဗျာ။ယာနဲ့ရှိတဲ့လူတွေဟာနှစ်တန်းဒီပြိုင်ပွဲမှာပါဝင်ဆင်နွှဲကြပြီးတော့ကြီးမောပျော်ရွှင်ကြပါလေဗျာ။ပြီးတော့စုအနေနဲ့ကတော့ဒီ cheese stone ကြီးကိုရသွားတာပေါ့ဗျာ။နံပါတ်1ကတော့မိမအောင်ချီပြီးပြည့်တဲ့ပြိုင်ပွဲ။ဂျီနီယာကိုရေးစားကြတောင်ဖြစ်ဖြစ်မြမမရှိတဲ့ညိုကီတွေကြော်သွားလိုက်ပါဗျာ။ပန့်ဒီပြိုင်ပွဲရဲ့မူရင်းစားတီးကတော့ဖင်လန်နိုင်ငံမှာပါ။နောက်ပိုင်းမှာအခြားနိုင်ငံတွေမှာလည်းကျင်းပကြပါလေဗျာ။ ပြိုင်ပွဲမှာအမျိုးသားတွေဟာသူတို့ရဲ့ဇနီးတွေဒါမှမဟုတ်သူတို့ရွေးချယ်ထားတဲ့အမျိုးသမီးတူကိုသူတို့ကြိုက်တဲ့ပုံစံနဲ့ရှိပြီးတော့တတ်မှတ်ထားတဲ့လမ်းကြောင်းအတိုင်းအများဆုံးပြည့်ရပါတယ်ဗျာလမ်းကြောင်းမှာ GI တွေတသားတုံးလိုအသားစီးတွေပါဝင်တတ်ပါတယ်ဗျာကြီးတဲ့ပုံစံတွေကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်ဗျာစုအနေနဲ့ကတော့ဇနီးတွေရဲ့ကိုလေးချိန်နဲ့ညီမတဲ့ဘီယာကိုရရှိသွားတယ်လို့ဆိုကြပါတယ်ဗျာအိမ်မှာမိမလည်းကြောက်ရတယ်ဘီယာလည်းဝါတောက်ချင်တယ်ဆိုရဲမိတ်ဆွေတွေကတော့အခုပဲလေးချိန်ကစဉ်းထားတင်ပါတယ်ခင်ဗျာနံပါတ်3ကတော့ရွှွင့်ရီကူးပြိုင်ပွဲပါ အခုမိတ်ဆက်ပေးမှာကတော့နည်းနည်းတော့ညစ်ပတ်ပေမဲ့ပြောစရာကောင်းတဲ့ရွှေရေကူးပြိုင်ပွဲပါဒီပြိုင်ပွဲကို Waze နိုင်ငံမှာကျင်းပတာပါပြိုင်ပွဲမှာပါဝင်သူတွေဟာရေကူးဝတ်စုံနဲ့ရေပိုက်တစ်ခုပဲအသုံးပြုပြီးတော့ရွှေနွန်တွေအိုင်နေတဲ့ရောင်းတစ်ခုကိုအလျားလိုက်ကြီးကူးရပါတယ်ဗျလက်နဲ့ခြေောက်ကိုပဲအသုံးပြုရပြီးရေမျက်နှာပြင်ပေါ်ကိုလည်းတက်လို့မရပါဘူးဗျာမြင်ရတာကတော့ရည်စရာကောင်းပေမဲ့တကယ်တမ်းကူးရတာကတော့တော်တော်လေးခက်ခဲတယ်လို့ဆိုကြပါတယ်ဗျာရွှေနွန်တွေကထူထဲပြီးတော့လှုပ်ရှားတာအဆင်မပြေကြပါဘူးတဲ့ဒါပေမဲ့အဆုံးထိအမြန်ဆုံးကူးနိုင်ရင်ဆုရကြတာပါ ။နံပါတ်၄ပြိုင်ပွဲကတော့ကြောက်ခဲကက်ကြီးစက်ကူကမ္ဘာချန်ပီယံရှစ်ပါ။နောက်ဆုံးမှုတည်တဲ့ဒီပြိုင်ပွဲကတော့ငငယ်တုန်းကကျွန်တော်တို့အားလုံးကစားခဲ့ဘူးတဲ့ကြောက်ခဲကက်ကြီးစက်ကူကစားနည်းရဲ့ကမ္ဘာချန်ပီယံရှစ်ပဲဖြစ်ပါတယ်။ထင်ရတာကတော့ရိုးရှင်းပေမဲ့တကယ်တမ်းဒီပြိုင်ပွဲမှာနီးဗျူဟာတွေစိတ်ပိုင်းဆိုင်ရာတွေပြန်ဆိုင်မှုတွေအများကြီးပါဝင်ပါတယ်ဗျ။ကစားသမားတွေဟာသူတို့ရဲ့ပြိုင်ဘက်လှုပ်ရှားမှုတွေကိုခံမှန်းဖို့ကြိုးစားကြပြီးတော့အနိုင်ရဖို့အတွက်နီလန်းမျိုးမျိုးအသုံးပြုကြပါတယ်။ ကမ္ဘာနိုင်ငံတတိယထိပ်တန်းကစားသမားတွေဟာဒီချန်ပီယံရှစ်မှာလာရောက်ရှင်ပြိုင်ကြပြီးကမ္ဘာအကောင်းဆုံးကြောက်ခဲကတ်ကြီးဆက်ကူကစားသမားဖြစ်ဖို့အတွက်စိန်ခေါ်ကြပါတယ်။ဒီကူရိုလည်းဂိမ်းကစားပြီးဘာတောက်ဖြစ်မှမရှိဘူးလို့ဆက်ပြောမခံချင်းဒီလိုပြိုင်ပွဲမျိုးဝင်ပြီးတက်တည်ပြလိုက်တင်ပါတယ်โอเคနံပါတ်5ကြောက်ဥပြဖန်တဲ့ပြိုင်ပွဲနောက်ဆုံးအနေနဲ့မိတ်ဆက်ပေးချင်တာကတော့ဒီကြောက်ဥပြဖန်တဲ့ပြိုင်ပွဲပဲဖြစ်ပါတယ်ဗျာဒီပြိုင်ပွဲမှာလူနှစ်ယောက်တစ်ဖွဲ့ပါဝင်ပြီးတော့တစ်ယောက်ကကြောက်ဥပြပေးပြီးနောက်တစ်ယောက်ကမပွဲအောင်ဖမ်းရပါတယ်ဗျာပထမတော့အကွာဝေးကတိတ်မဝေးပေမဲ့ အဖြစ်ဖြစ်နဲ့အကွာအဝေးကိုတိုးမြင့်သွားပါတယ်ဗျကျုပ်မကွဲပဲအဝေးဆုံးအကွာအဝေးကနေဖမ်းနိုင်တဲ့ဖွဲ့ရအနိုင်ရရှိပါတယ်ဗျဒီပြိုင်ပွဲမှာလက်စွမ်းအပြင်ကန်လဲရေးပါပါတယ်ဗျဘာလို့လဲဆိုတော့ကျုပ်ကဘယ်ချိန်မှာကွဲသွားမလဲဆိုတာဘယ်သူမှမသိနိုင်လို့ပါညိုကီတို့လည်းအိမ်မှာဝယ်ထားတဲ့ကျုပ်တွေရှိရင်အခုလိုစမ်းကြည့်သင့်ပါတယ်ကြီးစုအပြည့်အတွက်ကျေးဇူးတင်ပါတယ်ဗျနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ဗျာ